မင်္ဂလာပါဖန်တီးရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သူ့ဖက်ကဆက်သွေလာစေမင်း3မိနစ် manifestation နိမ့်နေပေဖြစ်ပါတယ်ဒီဗီဒီယိုမှာပြောပြပေးတဲ့3မိနစ် manifestation နိမ့်နေကိုပြုလုပ်ပြီးနောက်တင့်ရဲ့တစ်ဖက်လူကတင့်ကိုအဆက်အသွယ်ပြုလုပ်လာပါလိမ့်မယ် သူဖဲကသင်ကိုစာပို့တာပဲဖြစ်ဖြစ် text message တွေပို့တာပဲဖြစ်ဖြစ်ဖုန်းခေါ်တာပဲဖြစ်ဖြစ်လူကိုယ်တိုင်လာရောက်လေပဲတာပဲဖြစ်ဖြစ်တနည်းနည်းနဲ့တော့သင်ကိုအဆက်အသွယ်ပြုလုပ်ပါလိမ့်မယ်။ဆိုလိုတာကသင်ရဲ့အချစ်ကိုလိုချင်တော့သူဖဲကသင်ကိုလိုက်လာပါလိမ့်မယ်။တကယ့်ကို NGO ဆရာကောင်းတဲ့နည်းနဲ့ပဲဖြစ်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုရင်ဒီ3မိနစ် manifestation နှင်းနှင်းကိုပြုလုပ်ပြီးနောက်သူ့ဘက်ကတင့်ကိုမဆက်သွေးပေးနေလေမနေနိုင်တော့ပါဘူး။တင့်ကိုရှောင်နေလို့လေမနေနိုင်တော့ပါဘူး။ဒီနည်းနဲ့ကိုပြုလုပ်လိုက်ခြင်းအပြင်သူ့ဖက်ကတင့်အနားမှာရှိရှင်နေပါလိမ့်မယ်။တင့်ကိုစာရီပို့ရှင်လာပါလိမ့်မယ်။တင့်နဲ့အဆက်အသွယ်ပြုလုပ်ရှင်လာပါလိမ့်မယ်။နောက်ဆုံးမှာတော့သူဟာတင့်ကိုဆွေးနေနေပါလိမ့်မယ်။ အခုပြောပြမယ့်3မိနစ် manifestation နည်းလည်းဟာဆရာကြီး Nebuchadnezzar ရဲ့ law of assumption ကိုအရှိခေပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ်။ law of assumption ရဲ့နည်းနဲ့အရာပြောမယ်ဆိုရင်ကျွန်တော်တို့လိုရှင်တဲ့အရာတွေကို manifest ဖြစ်စေဖို့အတွက်ပထမအဆုံးအနေနဲ့ယူဆချက်တွေပြုလုပ်ဖို့လိုအပ်တယ်။အဲ့ဒီယူဆချက်ကဘာလဲဆိုရင်ကျွန်တော်တို့လိုရှင်တဲ့အရာတွေအတွက်ကျွန်တော်တို့ဟာစိတ်ဆန္ဒပြေဝါနေတဲ့စိတ်ခံစားချက်ရှိနေဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့စိတ်ဆင်တာပြေဝနေပြီ ဆိုတဲ့စိတ်ခင်စားချက်ကိုခင်စားလိုက်ရှင်းအဖြစ်ကျွန်ုပ်တို့ရဲ့ manifestation ကိုတရားရခိုင်နှုန်းထိအလုပ်ဖြစ်စေပါတယ်။ဒီလိုဆိုရင်တစ်ဖက်လူကကိုယ့်ကိုဆက်သွေလာဖို့ဆိုရင်သူ့ဖက်ကအဆက်အသွေရနေပြီဆိုတဲ့စိတ်ခင်စားချက်တွေကိုကိုယ့်ရဲ့စိတ်ခင်စားချက်တွေထိမှဖြည့်ဆည်းပေးဖို့လိုအပ်တယ်။အဲဒီတော့တစ်ဖက်လူစီကသင်ကို text message တွေပို့နေပြီဆိုတဲ့စိတ်ခင်စားချက်သူ့ဖက်ကသင်ကိုဖုန်းတွေခေါ်နေပြီဆိုတဲ့စိတ်ခင်စားချက်တွေခင်စားပေးဖို့လိုအပ်တယ်။ ဒါကြောင့်အခုအချိန်မှာတင့်ရဲ့စိတ်ခင်စားရှိတွေထေးမှာတင့်ရဲ့ဆန္ဒပြေဝါနေပြီဆိုတဲ့စိတ်ခင်စားရှိကို ဖြစ်စီထားလိုက်ပါဥပမာဆိုပါစို့အခုအချိန်မှာတင့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာတစ်ဖက်လူနဲ့ပတ်သက်လို့အဆက်အသွယ်မရဘူးသူ့ဖက်ကတင့်ကိုမဆက်သွယ်ဘူးဖြစ်နေဗေမေလေးတင့်ဟာသူ့ဖက်ကတင့်ကိုဆက်သွယ်နေပြီဆိုတဲ့ကိစ္စတော့ ိုယ့်ရဲ့စိတ်ခင်စားချက်တွေကိုခင်စားဖို့လိုအပ်ပါတယ်။သူကတင့်ကိုလေးလေးနက်နက်ချစ်ခင်နေပြီးတော့စိတ်ထဲမှာခင်စားကြည့်ပါ။သူကတင့်ကို အရင်ကိုအလိုရှိနေပြီးလိုအပ်နေပြီးတော့တင့်ရဲ့စိတ်ထဲမှာခင်စားလိုက်ပါ။သူဟာတင်းကို အမြဲတမ်းဖုံးဆက်ရှင်နေတဲ့လူ၊သူဟာတင်းကိုအမြဲတမ်းမက်ဆေ့ပို့ရှင်နေတဲ့လူတယောက်အဖြစ်စဉ်းစားတွေးတောလိုက်ပါ။အဲ့ဒီအရာတွေနဲ့ပတ်သက်ပြီးရင်တင်းရဲ့စိတ်ထဲမှာစိတ်တဲကြမှုတွေ၊ပျော်ရွှင်မှုတွေ၊ချစ်ချင်းမေတ္တာတွေကိုများများပြားပြားခံစားပေးပါ။ ီတော့မိတ်ဆွေအနေနဲ့မပြုတ်လို့ပဲနဲ့ရှောင်တင်တဲ့အချက်တွေရှိတယ်အဲ့ဒါကဘာတွေလေးဆိုရင်ကြောက်ရွံ့ရှင်းတဲ့အပေါ်မှာပါဝါမပေးပါနဲ့အတိတ်ပုံမြင်တွေကိုပါဝါမပေးပါနဲ့အခုအချိန်မှာတင်ကြုံတွေးနေရတဲ့တင်မကြိတ်မနှိမ့်သက်တဲ့ရုပ်ပိုင်းဆိုင်ရာအရှိန်အီကိုပါဝါမပေးပါနဲ့အဲ့ဒီအရှိန်အီတွေဟာဘလို့ပဲဖြစ်နေဖြစ်နေတင်အနေနဲ့ manifestation ပြုလုပ်တဲ့အခါအဲ့ဒီအရှိန်အီတွေဟာဘာမှအရေးမပါတော့ပါဘူး သင်ဟာသင်ရဲ့စိတ်ဆန္ဒပြေဝနေပြီဆိုတဲ့စိတ်ခံစားချက်တွေနဲ့ကိတ်ညီနေတဲ့အခါဘာတစ်ခုကမှသင်လိုရှင်တဲ့အရာတွေကိုမရအောင် မတားဆီးနိုင်တော့ပါဘူး။ဒီနေရာမှာသင်လိုရှင်တဲ့အရာဆိုတာကသူ့ဘက်ကသင်ကိုဆက်သွေးလာတာတွေ၊သူ့ဘက်ကသင်ကို message တွေပို့နေတာတွေ၊သူ့ဘက်ကသင်ကိုဖုံးခေါ်နေတာတွေကိုဆိုလိုပါတယ်။ဒါကြောင့်သင်ရဲ့စိတ်ခံစားချက်တွေဟာသင်လိုရှင်တဲ့အရာနဲ့ energy ကိတ်ညီပြီဆိုရင်သူ့ဘက်ကသင်ကိုထက်တလေလေဖုံးခေါ်နေပါလိမ့်မယ်။ ထက်တနေနေ message တွေပို့နေပါလိမ့်မယ်။တင်းကိုအချိန်ပေါင်းများများစွာဆက်သွေးနေပါလိမ့်မယ်။ဒီလိုဆက်သွေးနေတာဟာတစ်ခါလေးမဟုတ်တစ်ခါလေးမဟုတ်တရက်ပြီးတရက်တစ်ပတ်ပြီးတစ်ပတ်အချိန်ချင်းအချိန်ချင်းပြုလုပ်နေပါလိမ့်မယ်။ဆက်လက်ပြီးရင်ဒီနည်းလမ်းကိုဘလို့အသုံးပြုမလဲဆိုတာကိုပြောပြပါမယ်။ဒီနည်းလမ်းကိုမိတ်ဆွေတို့ရဲ့တနစ်တန်အတွင်းဘေးအချိန်မှမဆို ပြုလုပ်နိုင်ပါတယ်။ဒါပေမဲ့အကောင်းဆုံးအချိန်ကတော့အိတ်ခါနီးအချိန်ဘေးဖြစ်ပါတယ်။ ။မဖြစ်လို့လေးဆိုရင်အိတ်ခန်းကြီးအချိန်မှာကျွန်ုပ်တို့ရဲ့မတိစိတ်ဟာတိစိတ်နဲ့တွေးတောတဲ့အရာဟုသမျှကိုအလွေတကူစုံယူနိုင်ပါတယ်။မတိစိတ်တွေကိုရောက်သွားတဲ့အရာဟုသမျှကတော့ရုပ်ပိဆိုင်ရာအရှိအနေမှာ manifest ဖြစ်စေပါတယ်။ဒါကြောင့်မိတ်ဆွေအနေနဲ့အိခါနီးအချိန်မှာကိုယ့်ရဲ့စင်တာပြည့်ဝနေပြီဆိုတဲ့စိတ်ခင်စားချက်ကိုများများခင်စားပေးဖို့လိုအပ်ပါတယ်။ ကိုရဲဆင်နဲ့ပြေးဝန်းနေပြီဆိုတဲ့ပုံစံကတော့ဘလို့လေးဆိုရင်တင်တော့နှစ်ယောက်ဟာတယောက်နဲ့တယောက်ပျော်ပျော်ရွှင်ရွှင်စကားတွေပြောနေကြပြီးရေမိုးနေကြပြီးသူ့ဖက်က test message တွေပို့နေပြီးသူ့ဖက်ကတင်ကိုဆက်သွေးနေပြီးသူ့ဖက်ကတင်ကိုလိုအဲနေပြီးအဲ့ဒီလိုပုံစံမျိုးလေးတွေကိုဆိုလိုပါတယ်ဒီတော့အခုပြောပြပေးမိ3မိနစ် manifestation နည်းလမ်းကတော့ meditation နည်းလမ်းတစ်ခုဖြစ်ပါတယ်။ဆိုလိုတာကတရားထိုင်တဲ့နည်းလမ်းတစ်ခုကိုပြုလုပ်ရမှာဖြစ်ပါတယ်။ဒါဆိုရင်စကြရအောင်။ တရားထိုင်တဲ့နေချင်းခင်းကိုစတော့မေဆိုရင်ကို့အနေနဲ့တက်တောင်တက်တာအဆင်ပြေသလိုထိုင်နိုင်ပါတယ်မျက်လုံးတွေကိုမှိတ်ထားလိုက်ပါဒီနည်းလင်းကိုလေ့ကျင့်တဲ့အခါလေးလျောင်းပြီးမပြုတ်လို့ပါနဲ့ဘာဖြစ်လို့လဲဆိုရင်အိပ်ပျော်သွားတယ်လို့ပါထိုင်ပြီးရင်ပြုတ်လို့ပါ ကိုကျိန်းနှစ်တက်သလိုထိုင်ပါတက်တောင်တက်တာအနည်းအထားမျိုးနဲ့သာထိုင်ပါမျက်လုံးတွေကိုပိတ်ထားပါပြီးရင်ကိုစိတ်နှစ်ပါးကိုဖြည့်လျှော့ထားပါ အဲ့ဒီလိုကိုယ်ဆိုင်နှစ်ပါးကိုဖြည့်ချောထားနိုင်ဖို့အသက်ရှူလေ့ကျင့်ခန်းကိုစတင်ပါမယ်။အသက်ကို လေးလေးနဲ့နဲ့ရှူသွင်းရှူထုတ်ပြုလုပ်ပါ။အသက်ကိုလေးလေးနဲ့နဲ့ရှူသွင်းပါ။ပြီးရင်အသက်ကိုလေးလေးနဲ့နဲ့ရှူထုတ်လိုက်ပါ။အဲ့ဒီလိုအသက်ရှူလေ့ကျင့်ခန်းပြုလုပ်တဲ့အခါအသက်ရှူသွင်းတဲ့အခါနှာခေါင်းပေါက်ကလေးလေးနဲ့နဲ့ရှူသွင်းပြီးရင် ပစာပေါက်ကရှုထုတ်ပေးပါအသက်ရှူလေ့ကျင့်ခန်းဆက်လက်ပြုလုပ်ပါမယ်နှာခေါင်းပေါက်ကနေပြီးတော့အသက်ကို လေးလေးနဲ့နဲ့ရှုသွင်းပါ ပြီးရင်အသက်ရှူထုတ်ပါ ပစာပေါက်ကရှုထုတ်ပါမယ်အသက်ကိုလေးလေးနဲ့နဲ့ရှုထုတ်လိုက်ပါ ဒါကတော့3မိနစ် manifestation ကိုစတင်နိုင်ဖို့အတွက်ကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးဖြည့်လျှော့တဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။အခု3မိနစ် manifestation နည်းလမ်းကို စတင်ကြပါမယ်။ဒီလေ့ကျင့်ခန်းမှာစိတ်ကူးရင်ပုံဖော်မြင်အောင်မှုဆိုတဲ့ visualization ပြုလုပ်မှာဖြစ်ပါတယ်။ မိတ်ဆွေအနေနဲ့မျက်လုံးထင်းမှာပုံဖော်မှုအားနည်းတဲ့တွေဆိုရင် imagination ကိုပြုလုပ်ပါစိတ်ကူးယဉ်မှုကိုပြုလုပ်ပါလူတိုင်းလူတိုင်းကတော့စိတ်ကူးယဉ်တဲ့ကြပါတယ်ဟုတ်ပြီဒီလိုဆိုရင်ကျွန်တို့ရဲ့စိတ်ကူးယဉ်မှုထင်းမှာကိုယ့်ရဲ့ဖုံးကိုကိန်ထားတယ်တော့စိတ်ကူးယဉ်ပါအမေတကယ်ကိန်ထားလို့လေးရပါတယ် ွန့်ရဲ့လက်ထေးမှာဖုံးကိုကင်ထားပြီးရင်ဆက်လက်ပြီးရင်အသက်ကိုလေးလေးနက်နက်ရှူသွင်းရှူထုတ်ပြုလုပ်ပါကိုယ့်ရဲ့ကိုယ်စိမ်းနှစ်ပါးကိုဖြည့်လျှော်ထားပါမိ쇠ရဲ့လက်ထေးမှာဖုံးကိုကင်ထားပါတယ်ဟုတ်ပြီဒီလိုကင်ထားရင်တစ်ဖက်လူစီက message ရောက်လာပါတယ် message တွေဖက်နေရပါတယ်အခုအချိန်မှာသူပို့ထားတဲ့ message ကသင်လိုရှင်တဲ့စကလုံးတွေပါတဲ့ message တွေဖြစ်ပါတယ် သူဟာတင့်စီကို message တွေဆက်လက်ပို့နေပါသေးတယ်။အခုအချိန်မှာတင့်ရဲ့စိတ်ခင်စားချက်ဘလို့ဖြစ်နေပါသလဲ။ပျော်ရွှင်နေပါသလား။စိတ်ထင်းမှာတက်ကြွနေပါသလား။အံ့ဩနေပါသလား။စိတ်ကြည်နေမှုတွေဖြစ်နေပါသလား။ပျော်ရွှင်မှုတွေခံစားနေရပါသလား။ချစ်ချင်းမေတ္တာတွေခံစားနေရပါသလား။တင့်ရဲ့စိတ်ခင်စားချက်တွေဘလို့ဖြစ်နေပါသလဲ။ ။သင်ရဲ့စိတ်ခင်စားချက်တွေကိုပုံမိုရှစ်ကားပေးပါ။သူ့ဖက်က test message တွေရနေပြီးမို့လို့သင်ပျော်ရွှင်နေပြီးအတက်နိုင်ဆုံးပုံမိုပျော်ရွှင်တဲ့စိတ်ခင်စားချက်တွေကိုပုံမိုခင်စားပေးပါ။သူ့ဖက်ကသင်ကို message တွေပို့နေပြီးမို့လို့ပုံမိုကောင်းမွန်တဲ့စိတ်ခင်စားချက်တွေအားလုံးကိုခင်စားပေးပါ။သူ့ဖက်ကပို့နေတဲ့ message တွေထဲမှာ သူကသင်ကိုတောင်းပန်နေတာတွေလေးဖြစ်နိုင်တယ်။သင်ကိုအရင်ချစ်ခင်နေကြောင်းဖော်ပြနေတာတွေလေးဖြစ်နိုင်တယ်။သူကသင်နဲ့တွေ့ရှင်နေတဲ့အကြောင်းတွေကို ပြောနေတာလေးဖြစ်နိုင်တယ်။အခုအချိန်မှာသူကသင်အပေါ်ဆွေးနေနေပြီဖြစ်တယ်။ဒါကြောင့် တင့်နဲ့အဆက်အသွယ်ရဖို့သူဟာ message တွေပို့နေတာဖြစ်တယ်။အဲ့ဒီတော့တင့်ရဲ့အတွင်းကစိတ်ခင်စားချက်မှာအပြုသဘောဆောင်တဲ့ positive feeling တွေကို များများခင်စားပေးပါ။တင့်ရဲ့ရင်ထေးမှာတင့်ရဲ့စိတ်ခင်စားချက်တွေထေးမှာပျော်ရွှင်မှုတွေချစ်ချင်းမေတ္တာတွေစိတ်တကြွမှုတွေအံ့ဩဝေကောင်းမှုတွေစိတ်ကြည်နယ်မှုတွေစတဲ့အပြုသဘောဆောင်တဲ့စိတ်ခင်စားချက်တွေကိုအပြည့်ဖြည့်ပါ ဒီစိတ်ခင်စားချက်တွေဟာအရင်ကောင်းဝင်တဲ့စိတ်ခင်စားချက်တွေဖြစ်ပါတယ်။သူဟာသင်အနာမှာနေရှင်နေတယ်။သူဟာသင်ကို အဆက်အသွယ်တွေပြုလုပ်နေရှင်တယ်။သူ့ကိုလက်ခံစေရှင်တယ်။သင်ဟာတကယ့်ကို သူ့အတွေ့ထူရှားတဲ့လူဖြစ်တယ်။သင်ဟာသူ့အတွေ့အရင်ကိုထူရှားတဲ့ special person ဖြစ်တယ်။အခုအချိန်မှာတင့်ရဲ့ကောင်းမွန်တဲ့ energy တွေကိုသူမတွန်းနိုင်ဘူးမခုခံနိုင်ဘူးဖြစ်နေတယ် သင်ရဲ့မျက်စိထဲမှာသူ့ရဲ့ message တွေကိုမြင်နိုင်ပါသလားသူပို့ထားတဲ့ message တွေကိုဖတ်နိုင်ပါသလားသူကသင်ကိုတောင်းပန်နေတာလားဒါမှမဟုတ်သူဟာသင်ကိုအရင်ချစ်တယ်ဆိုတဲ့အကြောင်းတွေကိုပြောနေပါသလားအဲ့ဒီ message တွေထဲမှာသူကသင်ကိုတွေ့ရှင်နေတဲ့အကြောင်းတွေပြောနေပါသလားအခုအချိန်မှာသင်ပျော်ရွှင်ရမယ့်အချိန်ဖြစ်တယ်သင်စိတ်တက်ကြွရမယ့်အချိန်ဖြစ်တယ် သင်အံ့ဩရမည့်အချိန်ဖြစ်တယ်။သင်ကြည်နေရမည့်အချိန်ဖြစ်တယ်။သင်ဟာချစ်ချင်းမေတ္တာတွေနဲ့ပြည့်နေရမည့်အချိန်ဖြစ်တယ်။ဘာဖြစ်လို့လေးဆိုရင် အခုအချိန်မှာသူဟာသင်ကိုမဆက်သွေပေးနဲ့မနေနိုင်တော့လို့ပါ။အခုသင်မျက်လုံးတွေကိုဖွင့်နိုင်ပါပြီ။ ါက3မိနစ် manifestation နည်းနဲ့ပဲဖြစ်ပါတယ်။ဒီနေရာမှာအဲ့ဒီ3မိနစ် manifestation နဲ့ပတ်သက်လို့ဘယ်လိုပြုလုပ်ပေးရမလဲဆိုတာကိုဆက်လက်ပြောပြပါမယ်။ဒီတရားထိုင်တဲ့ Lee Jing King ကို28ရက်ပြုလုပ်ပေးပါဒီလိချင်းခင်ပြုလုံးနေစဉ်ကာလအတွင်းမှာသူ့ဘက်ကအဆက်အသွယ်တွေရခင်ရင်တောင်မှအဲ့ဒီလိချင်းခင်ကို28ရက်ပြည့်အောင်ဆက်လက်လိချင်းပေးပါ။ တင့်အနေနဲ့ဒီလေးချင်းခင်းကိုပုံမိုလေးချင်းလေးလေးတင့်ရဲ့အရှိအနေတွေပုံမိုကောင်းဝင်လာလေးလေးပဲတင့်ရဲ့ reality အသစ်စတင်လာပြီဖြစ်တယ်တော့သိပြပါအဲ့ဒီ reality အသစ်ထဲမှာသူ့ဘက်ကတင့်ကို message တွေပို့နေပြီသူ့ဘက်ကတင့်ကိုဖုန်းတွေခေါ်နေပြီတင့်ရဲ့အချစ်တွေကိုလိုရှင်တော့သူ့လိမ့်လာနေပြီဖြစ်တဲ့ဖြစ်တည်မှု အသစ်စီကိုတင်သွားနေပြီဖြစ်တယ်အဲ့ဒီဖြစ်တည်မှုအသစ်ကိုတင်ရရှိနေပြီဖြစ်ပါတယ် ဒါကညာအိယာဝင်ခါနီအိခါနီတရဲမှာတချိန်စီ28ရက်တတီလီကျင်းပေါ်အကျင်ပေးတာဖြစ်ပါတယ်တကယ်တော့မိတ်ဆွေအနေနဲ့မနေ့တချိန်ညနေတချိန်ညတချိန်လီကျင်းရှင်နေဆိုရင် လီကျင်းတော့ရပါတယ်ကိုအစဉ်ပြေသလိုလီကျင်းနိုင်ပါတယ်အဓိကတော့နေ့စဉ်နေ့တိုင်းအိခါနီအချိန်ညာအိခါနီအချိန်28ရက်တတီမပြတ်မကွက်လီကျင်းပေါ်လိုအပ်ပါတယ် ဒီလိုပြုလုပ်လိုက်ရှင်အပြင်မိဆွေတို့လူရှင်နေတဲ့တစ်ဖက်လူစီကအဆက်အသွယ်ကိုမြင်ဆင်စွာကောင်းမွန်စွာရရှိလာပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိဆွေတို့အားလုံးကိုကျေးဇူးအထူးတင်ပါတယ်